မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။အယောရီမဆစ်စကန်အချို့အေနဲ့ပူပေါင်းတက်တိမ့်ပိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အယောရီတိုင်းမြောင်ခရိုင်အင်ကပူမြို့နယ်မှာစစ်ကောင်စီတက်ဆွဲထားတဲ့ကျေးရွာချို့ကိုအာရကတက်တော်အေနဲ့ပူပေါင်းတက်တရတိုက်ခိုက်တိမ့်ပိုက်လိုက်ကြောင်းသတင်းရရှိပါရယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့လေးမျက်နှာမျိုးနယ်နဲ့ဆက်ဆက်နေတဲ့ကျေးရွာများ၌တန်ဆွဲထားတဲ့စစ်တပ်စခန်းတွေကိုစွန်လာစမ်းမှာစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါရယ်။ ယခုရက်ပိုင်းမှာနေရောညပါတိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက်ဇွန်လ29ရက်ညနေပိုင်းမှာစကန်3ခုထပ်မင်းသေယူလိုက်တယ်လို့စီးတရင်ရှင်မြချိုကပြောပါရယ်။အရာဝတီတိုင်းအခြေဆိုင်စီးတရင်ရှင်မြတူကစစ်တပ်ကတေယာရီအများကြီးရှိတယ်။လက်နက်တွေလည်းအများကြီးရတာတယ်လို့ပြောပါရယ်။အေးနဲ့ပူပေါင်းတက်များတင်းယူလိုက်တဲ့နေရာကဟင်းဒရာခရိုင်ကွင်းကောင်းမျိုးရှိစစ်ကောင်စီတမ်းမြင့်လေးကျင်ရဲ့ကြောင့်တာတာကငားနဲ့လဲမိုင်အနေနဲ့သာကွာဝေးတယ်လို့သိရပါဗျ။ ်စကန်သိန်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့အေကတော့သတင်းထုတ်ပြန်ခြင်းမရှိသေးပါအေးနဲ့ပူပေါင်းတက်တွေကပြီးခဲ့တဲ့ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလကဖြစ်ပွားတဲ့တိုက်ပွဲများတွင်ရွှေတောင်ရံမြို့တာမောင်မြို့တို့မှစစ်တပ်စခန်းချို့ကိုလည်းသိမ်းပိုက်ခဲ့ကြပါဗျ။စစ်ကောင်စီတပ်နဲ့အေးဦးဆောင်တဲ့ပူပေါင်းတက်များကြားအေရီတိုင်းတွင်ရှိရေကြည်မြို့နယ်လီးမျက်နှာမြို့နယ်အင်ကပူမြို့နယ်တို့တွင်လက်တလောတိုက်ပွဲများဖြစ်ပွားနေပါဗျ။ ရေကြီးမြို့နယ်ရှိစစ်ကောင်စီအဓိကတပ်ဆွဲထားတဲ့အမြောက်တပ်၃လေးလေးအနီး၌တိုက်ပွဲများပြင်းထန်နေပါတယ်။ယခုရက်ပိုင်းမှာတိုက်ပွဲတွေဟာတော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။လက်နက်ကြီးပစ်ခတ်မှုတွေကလည်းဆက်တိုက်ပဲ။ညမတ်တွေဆိုရင်လေးချောင်းကနေပြီးတော့ကူပစ်ပေးတာ။အေနဲ့ပူပေါင်းတပ်တွေကတော့ရှေ့ဘက်ကိုတိုးလာတဲ့သဘောထင်တယ်လို့ဟင်းသရာမြို့ကန်တူကပြောပါရယ်။တိုက်ပွဲတွေပြင်းထန်နေစဉ်စစ်ကောင်စီကရန်ကုန်တိုင်းပတ်မှ AR တိုင်းသို့ဝင်တဲ့လမ်းကြောင်းများနဲ့မြို့ဝင်ထွက်ကိန်းများ၌စစ်ဆင်မှုများကိုပို၍တင်းကျပ်နေပါတယ်။ ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့2025ခုနှစ်ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ်ပတိမာပြည်သူ့ပါတီရုံးဖွင့်ပါတီကောင်းဆောင်ဦးကုကိုကြီးတက်ရောက်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အေရီတိုင်းရဲ့မြို့တော်ပသိမ်မြို့မှာဇွန်လ29ရက်နေ့ကပြည်သူ့ပါတီရဲ့အေရီတိုင်းရုံးနဲ့ပသိမ်မြို့နယ်ရုံးခန်းဖွင့်လှစ်ခရာပါတီကောင်းဆောင်ဦးကုကိုကြီးနဲ့ပါတီတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ် အာနာသိန်းစစ်ကောင်စီကကျင်ပါမဲ့2025ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုအနေနဲ့ဥကုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီကတိုင်းရုံးနဲ့မြို့နယ်ရုံးကိုပသိမ်မြို့အမှတ်6ရပ်ကွက်ကုသနာရုံလမ်းမှာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။2020ရွေးကောက်ပွဲအကြိုကာလမှာပသိမ်မြို့အမှတ်3ရပ်ကွက်၌ပြည်သူ့ပါတီရုံးဖွင့်လှစ်ခဲ့ပြီးလက်ရှိ2025ရွေးကောက်ပွဲအကြိုကာလတွင်အမှတ်6ရပ်ကွက်သို့ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ ပြည်သူ့ပါတီက2020ရွေးကောက်ပွဲမှာအယောင်ရီတိုင်းရှိပသိမ်နယ်လေးမျက်နှာပါဝင်မြို့နယ်အချို့၌ဝင်ရောက်ရှင်မြိုင်ခဲ့ပေမဲ့အနိုင်မရခဲ့သောပါတီတစ်ခုဖြစ်ပါတယ်ဆလပ်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ရခိုင်ပြည်နယ်တိုက်ပွဲများတွင်ဘုံမှုကျုပ်အဆင့်တက်မှမှုနှစ်ဦးတေဆုံးချောင်းထက်မှန်သိရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် ရခိုင်ပြည်နယ်တိုင်ပွဲတွေအတွင်းမှာဘုံမှုကြောင့်အဆင့်တက်မှမှုနဲ့ဦးသေးဆုံးခဲ့ကြောင်းထပ်မံသိရတယ်လို့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့မြန်မာ Defense and Security Institute MDSI ကသတင်းထုတ်ပြန်ပါတယ်။ ပခောက်ကူအခြေဆိုင်တမတရားတင်မှုဘုံမူးချုပ်မြင့်ရွှေနဲ့မိုင်းပန်အခြေဆိုင်စာကခဆက်ခွန်မှုဘုံမူးချုပ်ရဲကြော်တို့က2024ခုနှစ်ကရခိုင်ပြည်နယ်စစ်စင်ရေးများအတွင်ထိခိုက်ဒေဆုံးခဲ့ကြောင်း MTS ဆိုင်ကယနေ့စွန်လ30ရက်နေ့မှာထုတ်ပြန်ပါရယ်အရင်ကပျောက်ဆုံးနေရာတွေကိုကျွန်တော်တို့အခုမှတက်တွင်းတီးကြတဲ့သတင်းရဒေဆုံးအတည်ပြုရတာကပခောက်ကူအခြေဆိုင်တမတရားတင်ဘုံမူးချုပ်မြင့်ရွှေနဲ့မိုင်းပန်အခြေဆိုင်စာကခဆက်ခွန်မှုဘုံမူးချုပ်ရဲကြော်တို့ကမောင်တော်တိုက်ပွဲမှာ မှာကြာတာပါလို့ MDSI ရဲ့စစ်ဘက်သုတေသနတာဝန်ခံစီရီယံဘုံမှုနောင်ယိုကပြောပါရယ်2024ခုနှစ်ဒီဇင်ဘာလတွင်စာကခစက်ကွန်ကိုနန်းဖက်ကစစ်စင်ရေးမှရခိုင်ပြည်မြောက်ပိုင်းမောင်တော်နာခခငါတို့စစ်ကူစစ်လွတ်ခံရစဉ်စာကခမှုဘိုးကျုံမှုရဲ့ကြောကအေးရဲ့ဖြတ်တောက်တိုက်ခိုက်ခံရကတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ဘုံမှုချုပ်ရဲကျော်သည်စစ်တပ်ကတို့အပတ်စဉ်50နှစ်ဖြစ်ပြီးကကကြီးဂျီဝမ်မတူပီအခြေချဖြူဟာမှုမှ2023ဧပြီလ၌စကခစက်ကွန်တက်မှမှုဖြင့်ယာရုတိုးခံရသူဖြစ်ကြောင်းစစ်မြေပြင်အတွင်းတေဆုံခဲ့တဲ့ဘုံမှုချုပ်ရဲကျော်ကိုစစ်ကောင်စီက2025ခုနှစ်ဇန်နဝါရီလ၄ရက်နေ့မှာဗိုလ်ချုပ်အဆင့်တိုးမြင့်၍စစ်မှုရန်ကောင်တစိမ့်ချင်းမြင့်ခဲ့ကြောင်း MDS ဆိုင်ကဆိုပါတယ်တက်မတရားတက်မှုဘုံမှုချုပ်မြင့်ရွှေကရခိုင်ပြည်တောင်ပိုင်းတန်ရွှဲမြို့နယ်တပ်ဖွဲ့များတွင်2024ခုနှစ် ဂန့်စ်လဝင်းကျင်းကတေဆုံးပြောင်းဆုံးခဲ့ဟုသိရကြောင်းတမတရားတဲ့သည့်ရှမ်းပြည်နယ်မြောက်ပိုင်းစစ်စင်ရေးမှတိုက်ပွဲပြင်းထန်နေသည့်တန်တွဲမျိုးနယ်တို့စစ်ကူဆွေးလွတ်ခံရခြင်းဖြစ်ကြောင်းသိရပါသည်ဘူမှုကြောင့်မြင့်ရွှေသည့်စစ်တပ်ကတူအပတ်စဉ်39စင်းဖြစ်ပြီးကကကြီးစီရူခန့်ချုပ်ယုံမှတမတရားတက်တမမှုဖြစ်ရာရူတို့က TNL ကဘူချုံမင်းမင်းထုံးကိုစစ်တုံပန်းဖြစ်ဖမ်းဆီးရမိပြီးနောက်အစားထိုးရောက်ရှိခဲ့သူဖြစ်ကြောင်း MDSI ကထုတ်ပြန်ထားပါသည် အေနဲ့တိုက်ပွဲများတွင်စစ်ကောင်စီတပ်ကဘူမှုချုပ်အဆင့်ထူတိုင်းမှုနဲ့တပ်မမှုသေဆုံး2ဦး၊သေဆုံးပျောက်ဆုံး2ဦး၊စစ်တုံးမှန်း2ဦး၊စုစုပေါင်း10ဦးထိထိခိုက်ဆုံးရှုံးခဲ့ပါတယ်။ထို့တူနာပါခအန်တိုက်ပွဲများတွင်လည်းတာဆာယနှင်းမြင်းဆောင်300တပ်မှုဘူမှုချုပ်ထွန်းထွန်းဝင်သေဆုံးခဲ့ကြောင်း MDS ဆိုင်ကထုတ်ပြန်ပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ တကုံမျိုးသစ်တောင်ပိုင်းအမတ်ဆက်ခွန်ရက်ကွက်တွင်အသက်30နှစ်အရွယ်ကိုကြီးကိုကိုမှတ်ပုတ်တင်ပြုလုပ်ပေးမိဟုဆိုကရက်ကွက်ရုံတို့လိန်ခေါ်ပြီးတော့စစ်တပ်ကစစ်မှုရန်ဖြင့်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတကုံမျိုးသစ်တောင်ပိုင်းအမတ်ဆက်ခွန်ရက်ကွက်တွင်အသက်30နှစ်အရွယ်ကိုကြီးကိုကိုမှတ်ပုတ်တင်ပြုလုပ်ပေးမိဟုဆိုကရက်ကွက်ရုံတို့လိန်ခေါ်ပြီးစစ်တပ်ကစစ်မှုရန်ဖြင့်ဖမ်းဆီးသွားကြောင်းကိုကြီးကိုရဲ့မိတ်ဆွေများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါရယ်။ ယနေ့စွန်လ30ရက်နေ့တကုံမျိုးသစ်တောင်ပိုင်းမြို့နယ် MS ခွန်ရက်ကွက်ကျူးကျော်တဲရမနေထိုင်တဲ့အသက်30နှစ်အရွယ်ကိုအေးကိုကိုမှတ်ပုံတင်လုံရန်ရက်ကွက်ရုံသို့လာရောက်ရန်ခေါ်ယူကြောင်းရင်းနောက်ကိုအေးကိုကရက်ကွက်ရုံသို့သွားရောက်သောအခါစစ်တပ်က၎င်းကိုစစ်မှုထမ်းဖြင့်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည် ကိုကြီးကိုကိုမှပုတ်တင်လှုပ်ပေးမယ်ဆိုပြီးတော့ရက်ွက်ရုံခေါ်တာသူမှမှပုတ်တင်မရှိလို့အခုချက်ချင်းလှုပ်ပေးမယ်ဆိုပြီးတော့ခေါ်တာသူတို့ကဆင်းရဲတယ်မိသားစုကလည်းကျူးမာနေကြတာအဲ့ဒါရက်ွက်ရုံရောက်တော့တက်ကအသင်ဆောင်နေပြီးသူရောက်လာတော့တခါတည်းကားပေါ်တင်ပြီးတော့ခေါ်သွားတာလိန်ခေါ်တာလို့ကိုကြီးကိုရဲ့မိတ်ဆွေကရှင်းပြပါဗျာ ်စစ်မှုရန်ဖြင့်လိမ်လည်ခေါ်ဆောင်ခရရတဲ့ကိုကြီးကိုကိုစစ်တပ်ကမြည်သည့်နေရာသို့ခေါ်ယူသွားသည်ကိုမိသားစုကိုအတိမပေးဘဲလာမည့်ဇူလိုင်လတွင်ဖွင့်လှစ်မယ်စစ်မှုရန်အပတ်စဉ်15ရက်တက်ရောက်ရမည်ဖြစ်ကြောင်းသိရပါသည် မပုံတင်မရှိတဲ့သူကိုမပုံတင်လုပ်ပေးမယ်ဆိုပြီးတော့ရက်ွက်ယုံလင်းခေါ်စစ်တဲထဲတာကတော့အင်မတန်မှရုံးမာလွန်လာလို့ကိုကြီးကိုရဲမိတ်ဆွေကရှင်းလင်းပြောဆိုပါတယ်အကြမ်းမတ်စစ်ကောင်စီက2024ခုနှစ်ဧပြီလမှစတင်၍စစ်မှုရန်တင်နှံများကိုလဆင်ဖွင့်လင်းခဲ့ပြီးအခုခါမှာတော့စစ်မှုရန်အပတ်စဉ်15ဒုရောက်ရှိလာပြီဖြစ်ပါတယ်ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ တပွဲရဲရွေတပွဲရဲပဲနိုင်ခြင်းနဲ့အယူမီဝိုင်းရွေကောက်ပွဲရွေကောက်ပွဲပြုလုပ်ပြီးထွက်ပေါက်ရှာမဲ့အာနာသိန်းစစ်ကောင်စီကဒီနှစ်ကုန်ပိုင်းမှာရွေကောက်ပွဲကျင်းပဖို့အတွက်တာဆူနေပြီပဲဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပြုလုပ်မဲ့ရွေးကောက်ပွဲစားရင်အချက်တွေနဲ့ပြည်သူအထင်ကြီးအောင်လို့ခေါင်းစဉ်အမျိုးမျိုးနဲ့ရွေးကောက်ပွဲအတွက်ဆောင်းပေးစူးစမ်းမဲဆွယ်နေတာဖြစ်ပါတယ်။ဒို့ပေမဲ့တော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ရာဒေသတွေမှာတော့စစ်ကောင်စီအဖွဲ့ဝင်များဝင်ရောက်ပြီးတော့တကောင်စင်းကောက်ဖို့တောင်မှခက်ခဲနေပါတယ်။ထွတ်ပေါင်းအနေနဲ့အသုံးချရာဖြစ်တဲ့ရွေးကောက်ပွဲကို၎င်းတို့ကြေညာထားရာ269မြို့နယ်မှာထိန်းချုပ်ထားစေဖြစ်ပြီးရွေးကောက်ပွဲက ရွေးချယ်စရာလည်းမရှိတော့တာကြောင့်ကျင်းသည်ကျင်းပါမှာဖြစ်ပါရယ်ပြည်သူဆန္ဒနဲ့ထောက်ခံမှုရရှိပြီးသားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့မရှင်ဝင်းတဲ့ပါတီများသည်သာဆ ਿਆ နာသိမှုကိုအားပေးအားမြောက်ပြုကျင်းနှံ့နေကြခြင်းဖြစ်ပြီးယခုပြုလုပ်မဲ့ရွေးကောက်ပွဲကိုပါဝင်ကြခြင်းဖြစ်ပါရယ် ရွေးကောက်ပွဲအတုကျင်းပပြီးတရားဝင်အစိုးရဖြစ်တယ်လို့ဟန်ဆောင်မှုစူးစမ်းတာကသူတို့ရဲ့လမ်းစဉ်မှာသူတို့ရဲ့လမ်းစဉ်တိုင်းသူတို့ကလှုပ်ကြမှာပါလက်ရှိအချိန်မှာစီးရီးထွက်ပေါက်မရှိရတာကစစ်ကောင်စီရဲ့ပကတိအချိန်နေပါကချင်ကိုဖိရင်ကရင်ကကြွပြီးရှမ်းကိုဖိရင်ကရင်နီကကြွပါတယ်အညာကိုဖိရင်အကျင်းဘက်ကိုရန်ကုန်အေရီမြို့ဝကျုံမော်ဒေတာမုတ်တမနဲ့တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်ကကြွပြီးရခိုင်ကိုဖိရင်လည်းချင်းကကြွပါတယ်တနင်္ဂနွေလုံးအတိုင်းတာကိုပြီးနေထုတ်ချေဖို့ဆိုတာစီအိုစုအတွက်စီးရီးအိမ်မှာ ရှိတော့မှဇွန်လ25 26 29ရက်နေ့မှာကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးဖိုရမ်ကို တရုတ်ရုရှား ထိုင်းအိန္ဒိယကပညာရှင်များတက်ရောက်ခဲ့ပြီးတဲ့နောက်မှာမြောက်လိုင်းကဘယ်လာရုစ်နိုင်ငံကိုသွားခဲ့ပါတယ်။၎င်းနိုင်ငံများကစစ်ကောင်စီနဲ့တန်တမန်ဆက်ဆံရေးရှိကြောင်းဖော်ပြနေပေမဲ့အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌဖြင့်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံကမြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲများရပ်တန့်ရန်အတွက်တောင်းဆိုလိုက်ပြီးတော့စစ်ကောင်စီရဲ့အဆိုပြုထားတဲ့ရွေးကောက်ပွဲတွေကိုနိုင်ငံရေးလှည့်ပြမှုအဖြစ်ပယ်ချထားပါတယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလုံးဆိုင်ရာလူ့အခွင့်အရေးစုံစမ်းသူထွန်အန်ဒရူးစ်ကမြန်မာနိုင်ငံတွင်စစ်ကောင်စီက င်းပါရန်စီစဉ်နေသည့်ရွေးကောက်ပွဲကအလိညာဟန်ပြလှုပ်ဆက်တာဖြစ်ပြီးစစ်ကောင်စီကအာဏာကိုတရားဝင်မှုရရှိစေရန်အတူရောင်ဖန်တီးနေခြင်းဖြစ်ကြောင်းနိုင်ငံရေးအတိုက်ခံများကိုထောင်ချခြင်းညှဉ်းပန်းနှိပ်စက်ကွပ်မျက်ပြီးကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းဝိုင်းများကရှုံထဆန့်ကျင်ကြရန်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်မြန်မာပြည်သူများနဲ့အတူနိုင်ငံတကာရပ်တည်နေကြောင်းပြသကြရန်၎င်းကတိုက်တွန်းတောင်းဆိုထားပါသည် ရွေးကောက်ပွဲကိုကျင်းပခြင်းအပြင်ကိုရိုင်းအာနာရှင်မဟုတ်ကြောင့်ပြနိုင်မှုစူးစားကတရားဝင်အတိမတ်ပြုမှုရဖို့စစ်ကောင်စီကစူးစားနေပေမဲ့ပြည်သူလူထုအခွင့်အရေးများချိုးဖောက်နေမှု နိုင်ငံတော်အတိုင်းအမြခံနဲ့သမရာကြီးပါဝင်ပြည်သူလူထုကိုအကျဉ်းချခြင်းများကြောင့်တော်လှန်ရေးတင်းမာမှုဖြစ်ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုပြည်ရင်းမှာလည်းငင်းပယ်မှုပြည်ပနိုင်ငံများစုကလည်းလက်မခံမှုများရှိနေစေပဲဖြစ်ပါတယ် ဒိုင်းနာလက်နက်ကင်ဖွဲ့တွေ၊ PDF ဖွဲ့တွေအနေနဲ့လက်နက်ကင်တိုက်ခတ်တဲ့လမ်းစဉ်ကိုဆွလုပ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းနေရာနေတဆင့်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးလန်းနဲ့ဖြေရှင်းဆောင်ရွက်နိုင်မှုအာဏာသိမ်းစစ်ကောင်ဆောင်ကပြောကြားပေးမယ်။စစ်ပေးရှောင်ပြည်သူများခုလုံနေတဲ့ဖုန်ကြီးကြောင်းများ၊စာသင်ကြောင်းများနဲ့စစ်ပေးရှောင်စခန်းများကိုစစ်တပ်ကလေကြောင်းတိုက်ခတ်မှုများတုံ့ပြန်ပြီးတော့လှုပ်ဆောင်လာနေပါတယ်။ ်နိုင်ငံရေးသမားများလက်နက်ကိုင်လမ်းစဉ်ကိုဆွလွန်စေခြင်းရင်စစ်တပ်နဲ့နိုင်ငံရေးကနေပြီးတော့ထွက်ခွာရမယ်။၎င်းစစ်တပ်ကတော့နိုင်ငံရေးကထွက်ခွာဖို့စိတ်ကူးရှိဖို့မပေါ်ပါ။မြန်မာပြည်မှာဖြစ်နေတဲ့တော်လှန်ရေးကစစ်တပ်ကကိုယ်လုံးကိုမလုပ်ဘဲဆီယနာရှင်စနစ်တည်ဆောက်ပြီးပြည်သူ့ဘဏ္ဍာကိုမတရားသက်ဖြင့်လူရက်ခိုးဝှက်အနိုင်ကျင့်မှုစူးစမ်းနေလို့သာလူမှုတရက်လုံးရဲ့တော်လှန်စန့်ကျင်တိုက်ခိုက်မှုကိုခံနေရတာဖြစ်ပါတယ်။